ဟုတ်ကဲ့အားလုံးပဲမြင်လာပါဗျာအခုကျွန်တော်ပြောပြချင်တာလေးကကျွန်တော်လက်ရှိဖျားလေးရောက်တော့ဟိုကင်မရာလေးရတယ်ကျွန်တော်ကနည်းနည်းသေးတော့တည်လာလို့ရတာနဲ့ပြောစရာရှိတာလေးလည်းရှိတော့တခါလေးပြောပြတာပါအဲ့တော့မွေးနေ့မတ်တရဗီဒီယိုတစ်ခုလို့ပဲမှတ်ပေးပါဗျာကျွန်တော်တို့လောက်ရတဲ့ဖြတ်တန်းရတဲ့နေထိုင်ရတဲ့ဆောင်ရွက်ရတဲ့ကိစ္စတွေနေတူဝါရှိနေတယ်အဲ့ဒီနေတူဝါကိုကျွန်တော်တို့ကအမှုမှန်မှန်မဲ့နဲ့ဖြတ်တန်းနေကြတဲ့လူတွေများတယ် အဲ့တော့အမှုမမမနဲ့ဖြတ်တန်းနေတဲ့လူတွေအတွက်ကျွန်တော်တို့ဟိုတတိထားစရာလေးအချက်တစ်ခုပေါ့နော်ဟိုကျွန်တော်တို့ဒါဆက်ရအစင်အဆက်ပြောခဲ့တဲ့ဟာမျိုးတွေကိုပြောပြချင်တာဖြစ်တယ်အဲ့ဒါကတော့ဘာလဲဆိုတော့ဗျာကျွန်တော်တို့တွေကမနှမိုးလင်းမျက်လုံးနှလုံးပွင့်နေရဂျေစုတင်ခြင်းနဲ့နေ့တစ်နေ့ကိုစပါဂျေစုတင်ခြင်းနဲ့နေ့တစ်နေ့ကိုစအောင် အာကျေးဇူးတင်ခြင်းဆိုတာဘာလဲပေါ့ဘယ်လိုနည်းတင်းနည်းကိုကျေးဇူးတင်ခြင်းနဲ့စမလဲပေါ့ဒါလေးကိုတော့ပြောပြခြင်းနဲ့အဲ့တော့ကျွန်တော်မိုးလေးမျက်လုံးတစ်လုံးပွင့်လာပြီဆိုတဲ့ကကျွန်တော်ရုံးတဲ့ခန္ဓာတွဲပြီးတော့ကြည်ကြည်လင်လင်နဲ့ခန္ဓာကိုယ်ကြီးကထလာတယ်စိတ်ကြည်တဲ့ခါလဲကြည်မယ်အေးရေးပြလို့စိတ်မကြည်တဲ့ခါလဲရှိမယ်ရုပ်ကြည်ကတော့ကောင်းကောင်းမွန်မွန်နဲ့နှိုးထလာတယ်နော်အဲ့လိုနှိုးထလာဖို့အတွက်ကျွန်တော်တို့ကျွန်တော်တို့ရဲ့ဖြစ်တင်မှုကိုယ်ဘဝကိုကိုယ်ဖြစ်တင်မှုကိုယ့်ကိုယ်ကိုအရင်ဆုံးကျေးဇူးတင်ရမယ် ။ငါငါကောင်းစွာအနုထလာနိုင်တာပဲ။ငါမနဲ့ခင်ကြီးတကူကိုကောင်းစွာဖြတ်တန်းနှံလိုက်တာပဲဆိုပြီးကိုကိုကိုအရင်ဆုံးကျေးဇူးတက်မှာ။နော်။အဲ့ဒါပြီးွားရင်ကျွန်တော်တို့ကမျက်နာတွေပါရဲတက်တယ်။ breakfast ပါညာစားရတယ်ဗောနော်။ breakfast စားတဲ့အခါကျရင်လေဒီအစားတောက်ကိုဖန်တီးပေးကြတဲ့တောင်းလေသမားတွေစဘာဆက်ပြိုးပေးတဲ့လူတွေကိုကျေးဇူးတင်ရမယ်။ဟင်းတွေဖြစ်လာတဲ့ဒီဟင်းနဲ့ပတ်သက်တဲ့ရောင်းချပေးတဲ့လူတွေစသဖြင့်ကျေးဇူးတင်ရမယ်။ လီထမင်း ဟင်းကိုဖန်တီးပေးတာကိုယ့်ရဲ့ဇနီးမယားဖြစ်မယ်ဆိုရင်လည်းကိုယ့်ဇနီးမယားကိုကျေးဇူးတင်ရမယ်အဒီထမင်းနဲ့ဟင်းကိုဖန်တီးပေးတာကကိုယ့်ရဲ့မိဘဖြစ်တယ်ဆိုရင်လည်းကိုယ့်မိဘကိုကျေးဇူးတင်တဲ့စိတ်လေးထားပြီးတော့ကျွန်တော်တို့ကစားတဲ့နာပဲအဒီကနေမှကျွန်တော်တို့ကအရင်မိုးချုံမဲ့ဝက်စားလဲမယ်ဆိုလည်းဒီအဝက်စားကိုရောင်းပြီးတဲ့လူတွေဒီဝက်စားအတွက်လှုပ်ပြီးတဲ့စိုက်ပျိုးပြီးတဲ့နော်လူတွေကိုကျွန်တော်တို့ကကျေးဇူးတင်ရမယ် ဒီကော်တွန်လေးဆိုလဲတာဝါခွန်းနေပါရီကချိမြင့်နေတာလူတွေကိုကျွန်တော်တို့ကစိတ်တရားထားပြီးကျေးဇူးတင်တဲ့စိတ်လေးကျွန်တော်ခုပြောတာတော့ကြာသေးတယ်ကျေးဇူးတင်တယ်ဆိုတဲ့စိတ်လေးကမြန်ပါတယ်။နောက်အချို့ဆိုရင်ကျွန်တော်အဝတ်စားလက်ဆောင်ပေးတဲ့လူတွေအများကြီးရှိတယ်။ဝတ်စားလက်ဆောင်အတို့ဝတ်စားဆိုရင်ကျွန်တော်တို့မှတ်မိနေတယ်ကျွန်တော်ကိုယ်ဝယ်ထားတာလားလက်ဆောင်ပေးထားတာလားတော့ကိုကိုတိုင်းတော့သိတာပေါ့ဗျာ။နော်ဟိုလက်ဆောင်ပေးတဲ့အိမ်တွေဝတ်တယ်ဆိုရင်လက်ဆောင်ပေးတဲ့လူကိုရည်မှန်းပြီးမေတ္တာပို့ပေးတာမျိုးအမြဲလုပ်တယ်အဆင်ပြေပါသေး။ ။နော်သူတို့ခုလိုဝတ်စားလက်ဆောင်ပေးရတဲ့အတွက်သူတို့ဘဝတွေမှာလည်းကုံတော်မှုပြည့်စုံမှုအစာရုံတွေအဆင်ပြေမှုတွေဖြစ်ပါသေး။အများနဲ့ကျွန်တော်အဲ့လိုမြတ်တာပို့ဝေးလေးရှိတယ်။ကျွန်တော်ဝတ်စားပေးတဲ့လူတွေနော်ပစိုးလုံးကြီးပေးကြတဲ့လူတွေအများနဲ့ကျွန်တော်မြတ်တာပို့လေးရှိတယ်။အဆင်ပြေပါစေဆိုပြီးသူတို့ကိုကျေးဇူးတင်စိတ်လေးနဲ့မြတ်တာပို့တယ်။ဒါတော့လက်ဆောင်ပေးတာအဲ့လိုပဲကျွန်တော်တို့အလုတ်သွားပြီးရုံတက်ပြီးဆိုရင်ကိုယ့်ရဲ့အလုတ်ရှင်ကိုကျွန်တော်တို့ကကျေးဇူးတင်ရတယ်။ဟောသူအလုတ်ပေးတာလုံးကအလုတ်လုတ်ခွင့်ရတာပဲ ငါစူးစမ်းမှုနဲ့လုပ်တာလည်းတပိုင်းသူတို့ရဲ့ကျေးဇူးကလည်းရှိတယ်။ငါ့ကိုအင်တာဗျူးအောင်ငါ့ကိုအလုပ်ခွင့်နေရပြီးသားတယ်။ကျေးဇူးတင်စိတ်လေးရှိဖို့လိုတယ်။အဲ့ဒီကနေစပြီးကျွန်တော်တို့ line car ဆီရဲဆိုလေဒါ line car ပြေးဆွဲခဲ့တဲ့နော်ကား driver တွေစပရာတွေဒီ line car ကိုပြေးဆွဲလို့ရအောင်လုပ်ပေးတဲ့နော်ကျွန်တော်တို့ဌာနဆိုင်ရာတွေကိုကျေးဇူးတင်တဲ့စိတ်လေးမွေးရတယ်။အဲ့တော့နေ့တိုင်းကျွန်တော်တို့ကဂျေစုတင်ထိုက်တဲ့လူတွေကိုဂျေစုတင်နေကြည့်ပါစိတ်လေးကတအားငြိမ်းချမ်းတယ်စိတ်လေးကတအားလေးနူးညံ့လာတယ် စိတ်လေးကတအားလေးပျော့ပြောင်းလာတယ်။ဒါကဘာလို့ကျွန်တော်ဒီလိုပြောတာလဲဆိုတော့ကျွန်တော်ကအင်္ဂါကကျွန်တော်ရဲ့ဂျိုးမှာအင်္ဂါဂျိုးကကရကတ်ရာဒီမှာနှိပ်ဖြစ်တယ်ဗျ။အဲ့ဒီနှိပ်ကလည်းကျွန်တော်တို့ကနဝင်းဆက်မှာအင်္ဂါနှိပ်ဖြစ်တယ်။အင်္ဂါဆိုတာဒေါသပေါ့။ဒေါသပေါ့ကျွန်တော်ကအမြဲတမ်းမေတ္တာမပို့နေကျေးဇူးတင်စိတ်လေးနဲ့မနေဘူးဆိုရင်ဒေါသကနှိပ်ဆက်ပါတယ်။အဲ့တော့မောဟများတဲ့လူရှိမယ် နော်လောဘများတယ်လို့ရှိတယ်ဒေါသအားကြီးတယ်လို့ရှိမယ်အဲ့တော့အဲ့လိုရှိတဲ့လူတွေအတွက်တော့ကျွန်တော်တို့ကတော့အခုလိုလှုပ်ပေးတာတွေကကောင်းတယ်လို့တနေ့တာလူတွေကိုကျေးဇူးတင်နေတယ်ကျေးဇူးတင်စိတ်လေးရလဲကိုယ့်ကိုကောင်းကျိုးပြန်ပြုတ်ပါလိမ့်မယ်အဲ့တော့ကျေးဇူးတင်မှာတစ်ဖက်သားကိုကျေးဇူးတင်မှာပတ်သက်ပတ်သက်ကြောင်းကျေးဇူးတင်မှာကိုယ့်ဘဝရဲ့ဖြစ်တည်မှုတွေပတ်ဝန်းကျင်ကိုကျေးဇူးတင်မှာအဲကိုယ့်ဘဝရဲ့ဖြစ်တည်မှုတွေအရာရာကိုကျေးဇူးတင်မှာကျေးဇူးတင်တတ်ဖို့လိုတယ် နော်အချို့ဆိုရင်ကျွန်တော်အမှောင်ကြီးထဲမှာညဘက်တွေဆိုရင်ကျွန်တော်မီးပြတ်တယ်ဗျာလမ်းတွေပဲသွားတယ်ဆိုတော့မှောင်မဲနေတာပဲအဲ့ဒီမှာအချို့အိမ်တွေကဆိုလာမီးလေးပဲဖြစ်ဖြစ်လမ်းမီးလေးပဲဖြစ်ဖြစ်ထုံးမီးသားရယ်ဆိုတော့ကျွန်တော်ဆိုလေးလေးနက်နက်မြစ်တာပို့ပြီးဆုတောင်းတယ်နော်သူတို့ဘွားတွေလည်းဒီလိုထုံးလဲပါသေးတောက်ပါပါသေးညံလေးနေလဲရကြပါသေးကျွန်တော်ဆိုလဲကျွန်တော်လမ်းတွေမှာကျွန်တော်ကိုယ်တိုင်မီးပြတ်လဲကျွန်တော်မီးနော်တကယ်မာဂျူရီမီတစ်ချောင်းရောက်အောင်ကျွန်တော်စီစဉ်နေကျွန်တော်အင်ပါတာနဲ့မီးပေးတယ်ဗောနော်။အော်တလန်းလုံးမှောင်နေပေမဲ့ငါးအင်ရှိလေးလင်းသွားရင်တို့စိတ်ချမ်းသာပါသေး ညဘက်မှောင်မှောင်ရဲစဲမှာမွေပါကဲမနဲ့ဟိအာမိုးရင်းဘက်ရေညှိတွေနဲ့ဟိချော်လဲမလားဟဲ့နော်လဲနေတဲ့အတွက်ပိုပါပဲဖြစ်ဖြစ်အကြောက်တရားလည်းပြည်တယ်ကျွန်တော်တို့ကနေ့တိုင်းပီတိလေးဖြည့်ပြီးတော့ဩငါမီးလေးထုံးမိတာရဲ့အတွက်တို့လည်းအဆင်ပြေတယ်ကိုလည်းစိတ်ချမ်းသာတယ်နော်အဲ့လိုမျိုးကျွန်တော်တို့ကကျေးဇူးတင်စိတ်လေးနဲ့တနေ့ကုန်နေပါအခုလူငယ်တွေဆိုရင်ပြောက်ဂိမ်းဆော့နော်ဂိမ်းဆော့ပြီးဂိမ်းထဲမှာတာဆဲနေတယ်ဒီဂိမ်းဆော့ဖို့အတွက်ဝယ်ပေးတဲ့နော်ဒီဖုန်းကိုဝယ်ပေးတဲ့မိဘတွေကို တခါမှကျေးဇူးတင်တဲ့စိတ်လေးဖြစ်ကောဖြစ်မိရဲ့လားကျွန်တော်တခါကျရင်တွေးမိတယ်နော်တွေးမိတယ်မိဘမဟုတ်ဖို့ပြီးလို့စားနေတောင်းနေရတာမိဘမဟုတ်ဖို့ပြီးလို့သမီးစားနဲ့သွားနေရတာမိဘမဟုတ်ဖို့ပြီးလို့သမီးစားနဲ့ရုပ်ရှင်တူတူကြည့်နေရတယ်။အော်ငါမိဘကိုကျေးဇူးတင်စိတ်လေးဖြစ်ရလားကျေးဇူးတင်စိတ်လေးဖြစ်တာနဲ့အော်ငါမိဘပြောစကားလေးနားထောင်အောင်ပါပဲဆိုတဲ့စိတ်လေးလည်းဝင်လာတယ်။အဲ့ဒါလေးတွေကတိတ်အရေးကြီးပါတယ်။ကျွန်တော်တို့ကတနေ့တာမှာတေးနှုတ်တယ်ဆိုတဲ့ကိစ္စတွေအားလုံးကိုအမှုမှန်မှန်နဲ့နေနေကြတယ်။အမှန်မှန်တော့မဟုတ်ဘူးဗျာ။ဒါအဖြစ်ဖြစ်စင်မဟုတ်ဘူး။ အချင်းချင်းကျွန်းကိုင်းမီကိုင်းကျုံးမီရိုင်းမင်းနေတာဖြစ်တဲ့အတွက်အားလုံးကိုကျေးဇူးတင်စိတ်လေးထားမယ်ဆိုရင်ဘဝမှာပို့ပြီးတော့အဆင်ပြေပါတယ်ဒါမွေးနေမှာကျွန်တော်ဒါကျွန်တော်ကိုယ်တိုင်လည်းအဲ့ဒီစိတ်လေးနဲ့နေပါတယ်ခုကျွန်တော်ဒါရှင်မော်တော့ဖျားရောက်နေကျွန်တော်ဒါဖျားဖူးနေတယ်အဲဒီဖျားဖြစ်တည်ဖို့အတွက်စပြီးတော့တဲခဲ့တဲ့နော်လူပုဂ္ဂိုလ်တွေနော်မြင်ရမမြင်ရပုဂ္ဂိုလ်တွေအဲဒီဖျားကြီးဖြစ်တည်လာဘူးလေဖျားကြီးဆက်လက်ပြီးတော့တည်တဲ့အောင်ပံ့ပိုးပေးကြတဲ့ပုဂ္ဂိုလ်တွေအလှူရှင်တွေဒါတွေအကုန်လုံးကိုကျွန်တော်ဖျားရောက်တိုင်းစိတ်ထဲက မြေတာပိုးတယ်အမျှဝေးတယ်တာရုခေါ်တယ်။တာမန်အဖေတော့မသိရဘူးကျွန်တော်တို့အဲ့ဒါလေးကိုကျွန်တော်တို့အကျင့်ယူပြီးလုပ်ကြတယ်။အဲ့တော့ဒီလိုမျိုးလေးတွေကျွန်တော်တို့စိတ်ထားကြီးစေခြင်းနဲ့ပေါ့နော်။အဲ့ဒါလေးကငင်းချမ်းနေအေးချမ်းနေအဲ့ဒီကျေးဇူးတင်တဲ့စိတ်လေးကကိုယ့်ကိုယ်ကိုပို့ပြီးတော့အေးချမ်းမှုတနေ့တာဆောင်ရွက်တဲ့နေရာမှာပျော်ရွှင်မှုကိုရစေတယ်။နော်ဒါကတော့ကျွန်တော်တကယ်ကိုကျွန်တော်လုံနေဆောင်ရွက်နေတဲ့ကိစ္စကိုပဲပြောပြတာဖြစ်တယ်။လိုက်လို့ကြည့်ပါလို့လည်းမတိုက်တွန်းဘူးလိုက်လို့ကြည့်ရင်တော့တိတာတဲ့ရလက်တွေရလာလိမ့်မယ်ဆိုတာတော့ ပြောလို့တယ်ဒါလုံးလို့ဘာကြီးရမယ်ဆိုတဲ့စိတ်နဲ့လှုပ်တာတဲ့အကျဉ်းစုတင်စိတ်လေးမွေးကြည့်ပါဗျာနော်တကယ်အဆင်ပြေပါတယ်အားလုံးပဲမင်္ဂလာညချမ်းပါဗျာနော်ကျွန်တော်ဒီမှာပဲဒီပုတ်လေးရက်လိုက်ပါမယ်ခုလို့ကြည့်ပေးကြတဲ့သူတွေတဦးတယောက်ချင်းစီကိုလည်းကျေးဇူးအထူးတင်ရှိပါတယ်ဗျာနော်